Rhino ဆိုတာဗာလဲဆိုရင်ပင်လယ်ကမ်းခြေမှာထိုင်နေဗျာလိုင်းလုံးတွေပုတ်ခတ်လာပြီးတော့တိုက်ခတ်လာတဲ့အဲ့လိုရေလိုင်းတွေနေရတဲ့အနံ့ပုံစံမျိုးပေါ့အဲ့ဒါတော့မြင်လွယ်အောင်ပြောပြတာတခြားအိပ်ပယ်တွေလည်းဖွင့်ဆိုလို့ရတယ်ဆက်မထုတ်တော့တဲ့ Profumo ဝယ်မနေနဲ့အဲ့ဟာရဲ့ရှာလည်းခတ်သွားပြီအဲ့ဒါနဲ့အနံ့ပုံစံတူထုတ်ထားတဲ့ Gio Parfum ကိုရွေးပြီးဆွတ်လိုက် Profumo ဆိုတာဟိုအရင်ကရှိခဲ့တဲ့အမဲရောင်မျိုးပြောတာလေအဲ့အဲ့ဒါနဲ့ ီခုဖာဖန်နဲ့ကနှုတ်တရလည်းအားလုံးအကုန်လုံးအတူတူပဲကွဲသွားတာတစ်ခုရှိတယ်အဲ့ဒါတော့ perfume မှာ incense ဆိုတဲ့နှုတ်ကိုတုံးတယ်ဒီဖာဖန်မှာဆိုရင်တော့ olifanan ဆိုရဲ့နှုတ်ကိုတုံးတယ်အဲ့ဒါတစ်ခုပဲကွဲတယ်ကျန်တာအနံလည်းတူတူပဲအနံလေးကတော့ပင်လယ်ရေလိုင်းအနံ့မျိုးမှာ rosemary တို့ clarice တို့ geranium တို့အဲ့ဒါလေးက aromatic ဖြစ်တယ် fresh spice ဖြစ်တယ် ဆက်ပြီးတော့နည်းနည်းကြာလာပြီဆိုရင်ဝူဒီဘက်ကိုသွားရဲပတ်ချူလေးဆိုတာလေးနဲ့အဆုံးသက်ထားရဗျာဟိုစီရက်လေတော်တော်လှရဲကိုစွတ်ထန်ဘေးရလူတွေတော်တော်များများဝါကြိုက်လိုက်တာဆိုပြီးတော့ဖြစ်သွားစေမယ့်အနံ့မုံစံမျိုးပေါ့ဟိုဖာဖန်ဖြစ်တဲ့အတွက်တခြား ETD တို့ EDP တို့ထက်ပို့ပြီးတော့အရှင်မွေးအစီပါဝင်မှုများတယ်အနံ့လည်းကြကြပိုခံတယ် GIO ဆိုပြီ ए, းတော့လူကြိုက်များတယ်လူသိများတယ်နာမည်ကျော်ကြားရဲဆိုတာအဆန်းတော့မဟုတ်ဘူး။ तू ကပြေဝါတဲ့ quality နဲ့ပေါ်ဆက်ထားရတဲ့အတွက်တော်တော်လေးကိုဟိုရင်မွေးကောင်းတစ်လုံးဆိုတာပီတာတဲ့အနံ့ပုံစံမျိုးဗျာ။